ချောမောလောက်ပါတဲ့ရုပ်ကြီးကြောင့်ရုပ်ရှင်မင်းသမီးလောက်ပါလားလို့တိုက်တွန်းရတဲ့အထိနာမည်ကြီးနေတဲ့မန္တလေးရှမ်းခေါဆွဲဆိုင်ပိုင်ရှင်လေးနမ်ဟုံခန်း မန္တလေးကရှမ်းခေါက်ဆွဲတွေများစွာတဲ့ကမှာရှမ်းမချွတ်ချွတ်လေးရောင်းနေတဲ့ရှမ်းခေါက်ဆွဲဆိုင်လေးကတော့လူကြိုက်များနေပါတယ်။ချစ်စရာကောင်းတဲ့ရှမ်းမလေးကသူ့ရဲ့အမိနဲ့အတူရှမ်းခေါက်ဆွဲဆိုင်လေးကိုမန္တလေးမှာလာဖွင့်ထားတာပါ။သူ့နာမည်ကတော့နန်ဟွန်ခန်းလို့ခေါ်ပြီးတော့ရှမ်းခေါက်ဆွဲကိုကိုယ်တိုင်ပွဲပြင်ဆင်ပြီးတော့ရောင်းပြရကနေနာမည်ကြီးလာခဲ့ပါတယ်။ရှမ်းခေါက်ဆွဲဆိုင်လေးကမန္တလေးမှာများပြားပေမဲ့နန်ဟွန်ခန်းရောင်းတဲ့ရှမ်းခေါက်ဆွဲဆိုင်လေးကတော့ TikTok မှာနာမည်ကြီးနေပါတယ်။ရှမ်းခေါက်ဆွဲတွေကိုရောင်းချတဲ့ဆိုင်အများစုမှာ NDG တွေ၊ဦးလေးကြီးတွေကကိုယ်တိုင်ရောင်းတာဖြစ်ပေမဲ့ဒီဆိုင်လေးမှာတော့ နန်ဟုံခမ်ကိုရိုင်းကရှမ်းခေါက်ဆွဲတွေကိုကိုရိုင်းရောင်းချပါတယ်။သူတို့ရဲ့အဆိုင်လေးကတော့မန္တလေးဥယျာဉ်ကောင်းမှတရှိပါတယ်။နန်ဟုံခမ်တို့ကအရင်ကတော့မန္တလေးမှာရှမ်းခေါက်ဆွဲဆိုင်ဖွင့်တာမဟုတ်ပဲကချင်ပြည်နယ်မိုးကောင်းမြို့မှာဆိုင်ဖွင့်ထားတာပါ။ကချင်ပြည်နယ်မှာလည်းရှမ်းခေါက်ဆွဲဆိုင်မရောင်းခဲ့ပြီးတော့ကချင်ပြည်နယ်ကရှမ်းခေါက်ဆွဲလိုက်ရာစစ်စစ်ကိုကျွမ်းကျင်ပါတယ်။သူတို့ရဲ့ဇာတိကကချင်ပြည်နယ်နံတီးဖြစ်ပြီးတော့ဘိုးဘွားတွေကရှမ်းခေါက်ဆွဲဖက်တီကိုလည်းကိုရိုင်းလုပ်ခဲ့ပါတယ်။ဒါကြောင့်နန်ဟုံခမ်ကတော့ရှမ်းခေါက်ဆွဲနဲ့ပတ်သက်လာရင်ကျွမ်းကျင်သူဖြစ်ပါတယ်နော်။သူရဲ့ဆိုင်လေးကရောင်းအားကောင်းပြီးတော့လောင် ဲစားတဲ့သူတွေများပေမဲ့ပင်ပန်းတယ်လို့မထင်ပဲသူရဲ့လုပ်ငန်းကိုအောင်မြောင်ကြိုးစားနေပါတယ်။မန္တလေးကိုရောက်ချိန်မှာလည်းမင်းတို့အစ်တစ်တွေထက်ထဲပြီးတော့သူတို့ရဲ့လက်ရကလူကြိုက်များလာပါတယ်။ဆိုင်ကတူဦးတွေနဲ့အစာပလာတွေကိုနောက်မှမခံကကိုယ်တိုင်းပဲချက်ပြုတ်ပြင်ဆင်တာပါ။ရုပ်ရည်လေးကလည်းချော်မော့တယ်လို့ရှန်ခေါက်ဆွဲလုပ်တဲ့အရာမှလည်းဆရာမကြီးဖြစ်နေပါတယ်။နတ်မွန်ခန်းကအချစ်စရာကောင်းတဲ့ရုပ်ရည်ပိုင်ရှင်လေးဖြစ်နေလို့နာမည်ကြီးလာခဲ့ပြီးတော့သူ့ကိုမြင်မှုကျင်နာကြောင့်တကူတကလာကြည့်ကြတဲ့သူတွေလည်းရှိပါတယ်။သူရဲ့ရုပ်ရည်ကြောင့်ရှန်ခေါက်ဆွဲမရောတော့ပဲတယောက်ဆောင်လောက်ပါလားဆိုပြီးတော့တိုက်တွန်းနေကြတဲ့သူတွေ ောင်ရှိကြပါသည်။နန်းဝန်ခန်းကပြပြန်ထားတဲ့ရုပ်ရည်မဟုတ်ပဲချမော်လာပါသူတယောက်ဖြစ်နေပြီးစကားတံဝဲလေးကလည်းဆွဲဆောင်မှုရှိနေပါသည်။အမှုပညာလုပ်ကိုဝါသနာပါသူဖြစ်တာကြောင့်နန်းဝန်ခန်းကမော်ဒယ်တင်နန်းကိုကြောက်ခဲ့ပြီးတော့ပွဲတွေရှိရင်တော့မော်ဒယ်ရှုကိုရှောက်ပါသည်။စီးပွားရေးစီမံခန့်ခွဲမှုပညာနဲ့ဖွင့်ရချသူဖြစ်ပေမဲ့နန်းဝန်ခန်းကတော့တခြားစီးပွားရေးမလုပ်ဘဲသူ့ဆိုင်လေးကိုပဲရောင်းအကောင်အောင်လုပ်ပါသည်။မိုးကောင်းမှရှမ်းကောက်ဆွဲဆိုင်ရောင်းတာချက်မန္တလေးမှာရောင်းချတာကပို့ပြီးတော့ရောင်းအောင်ကောင်းလာလို့လာစားသူတွေကလည်းများပါတယ်။သူရဲ့ဆိုင်ကိုလူသိများအောင်ဗီဒီယိုအတူလေးတွေ ဖန်တီးပြီးတော့ကြော်နာနေပါတယ် ။ဒါကြောင့်ဒီလပိုင်းအတွင်းမှာဆိုင်ကတဟုံတို့ရောင်းအတက်သွားပြီးတော့သူ့ကိုမြင်ဘူးကျင်လို့တကူတကလာစားကြပါရယ်။အရင်ကတည်းကရောင်းအကောင်းပြီးသားဆိုင်ဖြစ်ပေမဲ့နောင်ဝန်ခန်းကဆိုရှယ်မီဒီယာမှာထုတ်ပေါင်းလိုက်တဲ့အခါမှာတော့ပို့ပြီးတော့အောင်မြင်သွားပါရယ်။သူ့ဆိုင်မှာရောင်းတဲ့ရှမ်းခေါင်ဆွဲတွေကလူတိုင်းဒီပါစားနိုင်လောက်အောင်ဈေးသက်သာပါရယ်။ကျွန်မလာပါတဲ့ရုပ်ရည်ရှိတဲ့ဒီရှမ်းမလေးကိုမြင်ဘူးကျင်ကြသူတွေကသူ့ဆိုင်ကိုတကူတကသွားတက်ကြပြီးတော့ဆိုင်ရှင်မင်းကလေးကတကယ်ရောလှရလားဆိုတော့သွားကြည့်ကြတာပါ။နောင်ဝန်ခန်းတို့ကရှမ်းတိုင်းရင်သူစစ်စစ်တွေဖြစ်ကြပြီးတော့ဆိုင်ရှင်လေးကလည်းချိုးလို့သွားစားတာလား။ရှမ်းခေါင် ောက်ဆွဲကားပဲအရသာရှိတာကြောင့်သွားစားတာလားဆိုတော့မကွဲပြားတော့ပါဘူး။နမွန်ခန်းကသူ့ဆိုင်လေးကိုတော့ဒီထက်ပိုကြီးမားတဲ့ဆိုင်ကြီးဖြစ်အောင်တိုးချက်ခြင်းနေပါလေ။ရက်ကွက်တွင်မှရောင်းတဲ့ဆိုင်လေးဖြစ်တာကြောင့်နမွန်ခန်းကဈေးကိုမမြင်ချပဲခလေးတွေလည်းစားလို့ရအောင်တထောင်နံပွဲလေးတွေကိုလည်းပြင်ဆင်ပေးပါလေ။ခလေးတွေစားဖို့အတွက်တထောင်နံရှမ်းခေါက်ဆွဲဆိုင်ကရှားပါပြီမေ။တထောင်မှုရောင်းပေးတာကလည်းသူမရဲ့စည်တင်တာပဲဖြစ်ပါတယ်နော်။ နန်းချယ်ရီရှမ်းခေါက်ဆဲဆိုင်ကရှမ်းမလီနောင်ဝန်ခန်းကတကယ်ရောချမောလောက်ပိုင်ရလားဆိုတော့ကိုမမပြောခဲ့ပါဘူး။ကြီးစုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။